ာပါဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ Excel for Mujo လို့ပေးထားတဲ့နာမည်ပေးထားတဲ့ Excel beginner အဆင့်ပေါ့နော်အခုမှ Excel ကိုစလေ့လာမဲ့သူတွေအတွက်အဲသိရမဲ့ function တွေအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဒီငန်းစာကတော့သင်ငန်းစာနံပါတ်6ဖြစ်ပါတယ်ကျွန်တော်ကဒီနေရာမှာ lookup လုပ်တဲ့ function တွေအကြောင်းကိုရှင်းပြပေးမှာပါကဲအားလုံးပဲသင်ငန်းစာကိုစလိုက်အောင်နော်အဲ့တော့ဒီတင်ကားစာလေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ် ကျွန်တော်ရှင်းပြတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကြည့်နေတတ်တယ်ဆိုရင် like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်။ဟောပြီကျွန်တော်ဒီညမှာဘာကိုရှင်းပြမှာလဲဆိုတော့အခုကျွန်တော်ကအခုနော်ကုတ်ရယ်ဒိတ်ရယ် item ရယ် see represent ရယ် see amount ရယ်ဆိုပြီးမှတ်ထားတယ်။အဲ့တော့ကျွန်တော်ကဟောဒီကုတ်နံပါတ်ရိုက်ထည့်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီကုတ်နံပါတ်နဲ့သက်ဆိုင်တဲ့ date တွေ item name တွေ see rep တွေ see amount တွေကိုအလိုလျောက်ရှာဖွေပေးတဲ့ function တစ်ခုအကြောင်းကိုပြောပြပေးမှာပါ။ ါဆိုရင်ကျွန်တော်တို့ဥပမာအားဖြင့်ကျွန်တော်ကဥပမာဒီဆဲခွက်မှာ C4 လို့ရိုက်လိုက်မယ် control enter ခေါက်လိုက်မယ် C4 လို့ရိုက်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီ C4 နဲ့တက်ဆိုင်တဲ့အချက်လက်တွေကို ဟောဒီအပေါ်ကဇာခွက်မှာရှာပွေနိုင်တဲ့ function အကြောင်းကိုပြောပြပေးပါမှာ။ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ကအခုလိုမျိုးအဲအဲ့တော့ function ရဲ့နာမည်ကတော့ lookup function ဖြစ်ပါတယ်။ lookup function ဒီ အချက်အလက်တွေကိုရှာဖွေခြင်းတဲ့အခါမှာအသုံးပြုတဲ့ function တစ်ခုဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကအခုကုန်းနံပါတ်ရိုက်ထည့်လိုက်တာနဲ့တပြိုင်နက် date ကိုလိုချင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော် lookup function နဲ့ရှာဖွေမှာပါ။ကောင်းပြီဒါဆိုရင် equal l o o k tab အဲ့တော့ lookup function ကိုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင်ဒီနေရာမှာအထူးသဖြင့်เนาะအဲ syntax နှစ်ခုတွေ့ရပါလိမ့်မယ်အဲ့ဒီအောက်က syntax မှာ အရေးဆိုတဲ့အရေးဆိုပြီးတော့စကားလုံးလေးတစ်လုံး ပါဝင်ပါတယ်အဲ့တော့အိဇဲမှာအရေးဆိုတဲ့စကားလုံးပါဝင်နေဆိုရင်အဲ့ဒီပါဝင်တဲ့ syntax က array calculation ကိုလည်းတွတ်ထုတ်ပေးနိုင်တယ် worksheet function ကိုလည်းအသုံးပြုနိုင်တယ်လို့အထည်ပေးရပါတယ်အဲ့တော့ကျွန်တော်ကတော့အခု lookup function မှာအပေါ်က syntax ဖြစ်တဲ့ lookup value lookup vector နဲ့ reserve vector အကြောင်းကိုပြောပြပေးပါပါ အဲ့တော့ဟောဒီနေရာမှာ look at value လို့ရေးထားတယ် look at value ဆိုတာကကိုရှာဖွေခြင်းနဲ့ကုန်နံပါတ်ရိုက်ထည့်မဲ့ဆဲခွက်ကိုညီညွတ်တာဖြစ်ပါတယ်အဲ့တော့ look at value ဆိုတာဒီကိုရှာဖွေခြင်းနဲ့ကုန်နံပါတ်ရိုက်ထည့်မဲ့ဆဲခွက်ကိုညီညွတ်နေဒါကြောင့်မို့လို့အဲ့ဆဲခွက်ကိုညွှန်းညွှန်းလိုက်မယ်ကော်မာကုတ်เนาะကော်မာကုတ်ကုတ်လိုက်တဲ့အခါမှာကျွန်တော်တို့ကဟောဒီ formula ကို copy ကူးပြီးသုံးမှဖြစ်တယ်အဲ့တော့ date လိုချင်ရင်လည်းဟောဒီကုန်းတန်ဘက်ကိုပဲညွှန်ရမှာဖြစ်တယ်။တနည်းအားဖြင့်ကျွန်တော်က item လိုချင်ရင်လည်းဟောဒီကုန်းတန်ဘက်ကိုပဲကျွန်တော်တို့ညွှန်ရမှာဖြစ်တယ်။ဒါဆိုအဲ့ဒီကုန်းတန်ဘက်ရှိတဲ့ဆဲကွက်ရဲ့နာမည်လိပ်စာကပြောင်းလဲသွားလို့မရဘူး။မပြောင်းလဲခြင်းဘူးဆိုရင် FOG နှိပ်ပြီးတော့လောချခဲ့လိုက်ပါ။ FOG နှိပ်ပြီးလောချတဲ့အကြောင်းကိုရှေ့ရသင်ခန်းစာမှာကျွန်တော်တို့လေ့လာခဲ့ပြီးပါပြီ။ပြီးတော့ look at vector ပါ။ look at vector ဆိုတာကတော့ ျွန်တော်ရှာဖွေမဲ့ look at value တွေရိုက်ထည့်ထားတဲ့ column ကိုရည်ညွှန်းတာဖြစ်ပါတယ်အဲ့တော့ look at vata နေရာမှာကိုကကုန်နံပါတ်တွေက look at value ဖြစ်ခဲ့မယ်ဆိုရင်ကိုရဲ့ look at vata ဒီကုန်နံပါတ်ရိုက်မှတ်ထားတဲ့ column ဖြစ်တယ်ကိုရဲ့ look at value က day ဖြစ်ခဲ့မယ်ဆိုရင်ကိုရဲ့ look at vata ဒီ day ရိုက်ထည့်ထားတဲ့ column ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ကအခုဒီညမှာအကုန်လုံးကိုဆက်လက်မှတ်ထည့်လိုက်မယ်အဲ့တော့ date ကိုလား အဲ့တော့ဒိတ်ကိုရှာပွေခြင်းနဲ့ဆိုရင်လဲဟောဒီ look at vector ကိုပဲသုံးရမယ် item ကိုရှာပွေခြင်းနဲ့ဆိုရင်လဲဟောဒီ look at vector ကိုပဲသုံးရမှာဖြစ်တယ်ဒါကြောင့်အဲ့ဒီ look at vector ရှိတဲ့ဆဲအစုဝေးကြီးနေရာရွေ့မသွားအောင် f4 key နဲ့ပြီးတော့ log ချခဲ့မယ်ပုံမှန်ကုန် reserve vector ဆိုတာကတော့ကိုလိုခြင်းနဲ့အဖြေတွေကို ရိုက်မှတ်ထားတဲ့ column ကိုညွှန်းတာဖြစ်ပါတယ်အဲ့တော့ဒီညမှာကျွန်တော်က ကုန်းနံပါတ်ရိုက်ထည့်လိုက်တာနဲ့တပြိုင်နက်ဒိတ်တွေလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ locket vader ဒီဒိတ်ဖြစ်ပါတယ်။ကောင်းပြီဒါဆိုရင်ကျွန်တော်အခုမှတ်လိုက်မယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့က formula ကို copy ကူးပြီးသုံးမှဖြစ်တဲ့အတွက်ဟောဒီ locket vader ကြီးကို lock chart နဲ့မချတဲ့စဉ်းစားရပါမယ်။ကျွန်တော်ကညာဘက်ကို copy ကူးသွားမှဖြစ်တယ်။ညာဘက်ကို copy သွား item လို့ပြောင်းသွားရမယ်။ save rep လို့ပြောင်းသွားရမယ်။ save amount လို့ပြောင်းသွားရမယ်။အဲ့ဒီလိုပြောင်းလဲ ွားစေခြင်းတဲ့အတွက်ကြောင့်မို့လို့ဟောဒီ date ဆိုတဲ့ column ကိုကျွန်တော်တို့ lock မချတော့ပါဘူးပြီးရင်တော့ control enter ခောက်လိုက်ပါခောက်ပြီးရတဲ့ဒီပိုင်းနဲ့ auto fade to လေးပုံအောင်ထောက်ပြီး mouse ရဲ့ left click ကိုဖိပြီးတော့ညာဘက်ကိုဆွဲလိုက်ပါအဲ့တော့ဒီ save amount မှာကျွန်တော်တို့က date တွေပေါ်နေတယ် general format ပြန်ပြောင်းပါမယ် control shift တိုက်ကြီး control shift တိုက်ကြီးပြောင်းလိုက်ရင်ဒါ general format ဖြစ်သွားပြီဒါဆိုရင်တော့ကျွန်တော်ရဲ့တွက်ချက်မှုမှန်ကန်သွားပြီဒီညမှာနံပါတ်2လို့ရိုက်မယ် enter ခောက်မယ် နှစ်နဲ့တက်ဆိုင်တဲ့အချက်လက်တွေကိုရှာဖွေပေးတယ်။နံပါတ်1လို့ရိုက်မယ်။ control under ခေါက်မယ်။တင်းနဲ့တက်ဆိုင်တဲ့အချက်လက်တွေကိုရှာဖွေပေးတာကိုတွေ့ရပါလိမ့်မယ်။ look at function မှာကကျွန်တော်ဒီအခု look at function ရဲ့ပထမဆုံး syntax ဖြစ်တဲ့ look at value look at vector reset vector ကိုအသုံးပြုထားတာဖြစ်တဲ့ဒုတိယ syntax အနေနဲ့လည်းကျွန်တော်တို့ကိုလိုချင်တဲ့အကြောင်းအရာတွေကိုရှာဖွေပေးလို့ရပါတယ်။အောက်မီဒါဆိုရင်ကျွန်တော်တစ်ချက်ကြည့်ရအောင်။ အရင်ဆုံးအနေနဲ့ equal l o o k u p tab နော် look at value ဆိုတဲ့နေရာမှာကုန်းနံပါတ်ရိုက်ထည့်လိုက်တာနဲ့ date ကိုလိုချင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီကုန်းနံပါတ်ရိုက်ထည့်မဲ့အကွက်ကိုညွှန်မယ် f o g နေပြီးမယ် comma ကုန်းမယ်နောက်တစ်ခုကတော့ table array ဖြစ်ပါတယ်အဲ့တော့ look at function ရဲ့ array syntax မှာ ထူးခြားချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ look at နော် look at function က look at array ရဲ့ နောက်ဆုံးကော်လံမှာရှိတဲ့အချက်အလက်ကိုပဲရှားဖွေပေးပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကဆက်လက်မှတ်တဲ့အခါမှာတတိထားမှာဖြစ်တဲ့ကိုကဒိတ်လိုချင်တာဖြစ်တဲ့အတွက်ဆက်လက်ကိုဟောဒီဒိတ်ကော်လံအထည်အောင်ပဲမှတ်ရမှာပါ။ဒါဆိုရင်ကျွန်တော်ရဲ့ table array ထဲမှာကော်လံနှစ်ခုရှိပါတယ်။ look at function ရဲ့ array syntax အရနောက်ဆုံးကော်လံဒီဒိတ်ဖြစ်တယ်။ဒါကြောင့်မို့လို့သူကဒိတ်ကိုရှားဖွေပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကဟောဒီ formula ကို copy ကူးပြီးသုံးမှာဖြစ်တဲ့ item ကိုလိုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ selection area ဒီအခုလိုဖြစ်ရမယ်ဆိုလိုတဲ့အထိပ်တွေကကုတ် column ကနေ item column အထိ syrup ကိုလိုချင်ရင်ကုတ် column ကနေ syrup column အထိ say amount ကိုလိုချင်ရင်ကုတ် column ကနေ say amount column အထိဒါဆိုရင်အဲ့ဒီလို copy ကူးသွားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟောဒီရှေ့မှာရှိနေတဲ့ကုတ်ဆိုတဲ့ column ကပြောင်းလဲသွားလို့မရပါဘူးအဲ့တော့မပြောင်းလဲချင်တော့ဟောဒီ b ဒွဲကိုကျွန်တော်က log ချခဲ့မယ် log ချခြင်းသာဖြစ်တဲ့အတွက်ကြောင့်မို့လို့ B နဲ့စက်နစ်နဲ့ကြားမှာကျွန်တော်ရဲ့ကာဆာကိုချလိုက်တယ်ပြီးသွားတဲ့အခါမှာ F4 ကီးကိုတစ်ချက်နှိပ်လိုက်တယ်အဲဒါဆိုရင်တော့ကျွန်တော်တို့က B ဒွဲဒီပုံတွေဖြစ်နေမှာပါကောင်းပြီဒါဆိုရင်ကျွန်တော်ဒီဝင်ပိတ်လိုက်မယ် control under ခေါက်လိုက်မယ်ပြီးတဲ့အခါကျတော့မှအခုလိုမျိုး copy ကူးလိုက်မယ်ဒိတ်ဖြစ်နေတော့ control shift တိုက်ကြီးဖြစ်ပါတယ်ဒါကတော့အခြေခံအဆင့်မှာတည်ရမယ် look at function ရဲ့အလုပ်လုပ်ပုံဖြစ်ပါတယ် တခြားသော lookup function တွေကိုဒုတိယ video file မှာကျွန်တော်တို့ဆက်ပြီးတော့လေ့လာမယ်။ကျွန်တော်ရဲ့သင်ခန်းစာတွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပြီးတာကျေးဇူးတင်တယ်။ exam နဲ့ပတ်သက်တဲ့အခက်အခဲတွေပြည်လည်ကြပါစေ။နောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်တွေ့ကြမယ်နော်။